အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ခင်တနာ YouTube Channel Page ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကနေနေ့တိုင်းကျမဖပြနေတယ်ပြောပြနေတယ် Grace and the Pressure ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြောတဲ့အစီအစဉ်တစ်ပတ်ပြန်လည်ရရှိလုပ်လာပါပြီဒီတစ်ပတ်အတွက်တော့ကျမအစစ်မြင့်လူသားဆိုတဲ့အကြောင်းအရာလေးကိုအဲပြောလဲပြောပြမယ်ဖတ်လဲဖတ်ပြမယ်ပေါ့နော်အဲပြောပြကျင်တာကတော့ကျမဆက်ချောတဲ့အရွယ်ပေါ့နော်ကျမဆက်ချောတဲ့အရွယ်ရင်ခုန်တက်တဲ့အရွယ်ချစ်သူရေးစားအဲစ ထားချင်တဲ့ရွေရောက်တဲ့ခါကျတော့ဖေရကျမအောင်စကားတစ်ခုပြောဘူးတယ်ပေါ့နော်ဟိုစုံမတဲ့စကားရဲ့လည်းမဟုတ်ဘူးဖေရကဒီဇိုင်းပေါ့ပပပြောတာပေါ့သမီးတဲ့အဲသမီးသဘောကြရင်ပေါ့နော်သမီးသားတစ်ခေသဘောကြရင်အဲစိုက်ကားဆရာဆိုလဲအဖေသဘောတူတယ်ကြည့်ပြီးတယ်ဆိုတော့အစ်မစိတ်ထဲအဖေကအစ်မကိုမင်းမတယောက်ဖြစ်အောင်ပြုစုပြုထောင်းခဲ့တယ်နော်အချိန်တွေအများကြီးနှစ်တွေအများကြီးအချိန်ပေးပြီးလုပ်ခဲ့တဲ့သူကပေါ့နော်အဲဒီလိုမျိုးပြောတာအစ်မကို ဟိုရွဲ့ပြောတာလားလို့ထင်တာပေါ့နော်ဖြစ်နောက်ဆက်တွေ့ပြောတယ်ဒါပေမဲ့တမီးတဲ့စိုက်ကားဆရာရဲ့အရေးချင်းတော့အပြည့်ရှိရမယ်ဆိုတော့ဟင်စိုက်ကားဆရာပဲစိုက်ကားနင်းတဲ့ရပြီမဟုတ်ဘူးလားပေါ့နော်စိုက်ကားဆရာဘာရေးချင်းလို့သိလဲပေါ့အဲ့လိုပြောမှအဖေကရှင်းပြတယ်မဟုတ်ဘူးတဲ့အဲစိုက်ကားဆရာရဲ့အရေးချင်းနေဆိုတာတဲ့အခုတမီးတဲ့အဲမိုးရွာတယ်ပေါ့နော်မိုးရွာလို့စိုက်ကားကိုစီးလိုက်လို့ပွတ်သွားတဲ့လုံကြီးပစိုးပေါ့နော်အဲအဲ့လို့ ရေဆိုတာကမိုးရွာလို့ဆိုတာတဲ့ဒါကဟောပေါ့တိစမရှိဘူးပေါ့ဒါပေမဲ့တဲ့မိုးရွာထားတဲ့အချိန်ဒီစိုက်ကရဲ့အုံငယ်မှာရေတွေဝင်နေတဲ့အတွက်ဆိုနေတယ်ဒါပေမဲ့စိုက်ကစီးရဲ့ကိုယ့်ရဲ့ customer ကငှားစီးတဲ့အချိန်မှာဟိုရာသီဥတုရနေရပုံနေတယ်ဟိုကြုံမှုပါပေါ့နော်နေပုံနေတဲ့ဓမ္မစိုက်ကစီးလိုက်လို့ဆင်းလာရင်အဲ့ဒီအုံထဲမှာရှိနေတဲ့အုံစံကိုအဝိစာတို့ကဆိုနေတဲ့အခါမှာပစိုးတွေထမင်းတွေမှာရေအပွက်လိုက်ကြီးတွေပေါ့နော်အဲအဲ့လိုမျိုး စကားဆရာအရေးချင်းရှိရတူဆိုအဲ့လိုမဖြစ်ဘူးတဲ့ဘယ်လိုလုပ်ရမလဲဆိုတော့တဲ့ကိုအားနေတဲ့အချိန်စကားငားတယ်လို့မရှိတဲ့အချိန်မှာတဲ့အဲ့ဒီဒီအုံးလေးကိုစစ်ကိုဖွင့်ဖွင့်ပြီးအိုက်ထဲထဲကအုံးစံကုန်လေးဆိုလဲအုံးစံကုန်လေးတက်တရာလမ်းမှာခင်းပြီးလမ်းအဲအဲ့လိုပဲအဝတ်စာလေးဆိုလဲဝတ်စာလေးကိုဖြန့်လှန်ထားသူကအုံးဟာဟိုစစ်အဖွင့်ပိတ်လုပ်လို့ရတယ်လေဆိုတော့အဲ့ဒါ၆သွေသွားပြီဆိုရင်ပြန်ထက်ပြန်ထက်ပြီးတော့မှဒါဆိုရင်နေပူတဲ့အချိန်ကိုစိုက်က စီးရဲ့ကိုယ့်ရဲ့ customer တွေပေါ့နော်ကိုယ်ခီးတဲ့စီးရင်မဆိုတော့ဘောတဲ့ပြီးတော့အားနေတဲ့ချိန်မှာစပိန်ရဲ့စပုတ်တန်တို့တို့စစ်ထားမယ်စပုတ်တန်ကျိုးလာအဘိန်းလေရော့လာအဲ့လိုကြီးကြည့်နေရမယ်တဲ့ပြီးတော့နောက်တစ်ချက်ရှိသေးတယ်တဲ့ကိုယ့်ရှီကိုမြဲငှားစီးနေတဲ့ site ကဟောပေါ့ site site ကဆရာကိုယ့်ရှီမှာမြဲငှားစီးနေတဲ့ဖောက်တယ်ဆိုရင်တဲ့မနေ့တိုင်းစီးနေရဆိုမေးစရာမလိုဘူးတဲ့ကျမတို့ငငယ်တော့ကဇာနယ်တွေမှာဖုန်တရဒီနေရသွားတာအောင် site ကကိုပဲ အာအကူအားထားပြုချရတာဗောနော်စိုက်ကားပဲစီကြတာဆိုတော့ထားပါတော့ចောင်းဆက်မတရားကနေတိုင်းငားရဲဆိုရင်ဒီចောင်းဆက်မလာတာ ਨੇ သူကဘယ်ចောင်းอ่ะဆိုတာဟိုသိနေတယ်ဗောနော်ဘယ်သွားမှလည်းလို့မမေးရအောင်အဲ့ចောင်းအောင်တန်းပို့ဗောအဲ့ဒီလိုပဲတရှိနေအထာနာဆိုင်ရတယ်ဆိုတော့ဘယ်ရောကလည်းမေးစရာမလိုတန်းသိနေရမယ်တဲ့နောက်ဖိရက်ဆိုလဲအဲဒီဒီနေမျိုးကနေနောက်တစ်မျိုးကိုပို့တယ်ဆိုလဲဘယ်ဆိုင်ကိုပို့ရမလဲလူပါစရာမလိုပဲပို့နိုင်ရမယ်ဗောအဲ့လိုအချက်တည်းကြီးကျမကလက်ခံသေးတယ်ဩတောက်တာပေါ့ဆက်ကဆရာလေး ဖေကပြောတော့ဒါတော့အရေးကြီးဆုံးချက်ချက်ရှိသေးတယ်တဲ့အဲ့ဒါဘာလဲဆိုတော့တဲ့ရက်ရွာရဲ့ယာစဝိမှုကိုတဲ့ဟိုကုညီပြီးဖြည့်ရှင်းပေးနိုင်တယ်လို့ဖြစ်ရမယ်ဆိုအဖေကတော့နည်းနည်းများပါပဲပေါ့အရှိရာဆိုင်ကအုံကိုရေမစိုးအောင်လုပ်တာလဲကိုယ့်ရဲ့ခီးတဲ့အတွက်လက်ခံသေးတယ်စပိတ်စပုတ်တန်နဲ့စစ်တာတာယာလေးစစ်တာလေးလက်ခံသေးတယ်အပြီးတော့ကိုယ့်ရဲ့ခီးတဲ့ဖောက်တဲ့ဘဲသွားမလဲဆိုတာမေးစရာမလိုပဲနေ့စဉ်စီးရလူဆိုရင်သိရမှာလက်ခံသေးတယ်ဘယ်နဲ့ဆိုင်ကားဆရာက ရက်ရွာရဲ့ရာဇဝမှုကိုဝင်ဖြည့်ရှင်းပြရမယ်ဆိုတော့သူကဥပဒေဘက်တော်သားလည်းမဟုတ်ရဲလည်းမဟုတ်မစိမဆိုင်တရားဥပဒေနဲ့စိုးမိုးတယ်လို့ကိုလုံနေလို့ဖယ်နေဘလို့ဖြစ်ရှင်းမလဲဆိုတော့ဖေကပါပြောလဲဆိုတော့နေမျိုးတမျိုးပါတဲ့ဟွာပေါ့အဲ့တဲ့တယောက်လာရင်စိုက်ကန်းငါစီရတာဟိုမျက်နှာစိမ့်ပေါ့ဒီမျက်နှာစိမ့်ကိုကကားကိတ်ကနေလားမြေထားကိတ်ကနေလားအာလှေစိတ်ကနေလားအဲ့ဒီကနေဘယ်ရက်ွက်ဘယ်မျိုးနေကိုပို့လဲပေါ့ ဲ့အလေးကိုမှတ်သားထားတယ်ဆိုရင်ဟိုတခုရာဇမှုဖြစ်ခဲ့ရင်လူစိမ့်တယောက်ကို့မျိုးဝင်လာချက်ချင်းသိနိုင်တယ်ပေါ့အဖေပြောသလိုပဲကျွန်တော်နေတဲ့မြို့တစ်မြို့မှာကိုငယ်ငယ်တော့ပေါ့နော်ရထားလမ်းကိုအဲမိုင်းပုံးထောင်တာမှာမိုင်းပုံးမကွဲခင်ပေါ့နော်ဟိုဒီ ဟိုတွေ့ရှိတဲ့အခါမှာဘယ်သူတွေလဲဆိုတဲ့အခါကျစိုက်ကားဆရာအဲ့လိုတကြွနဲ့ဟိုအဲ့လိုစိုက်ကားဆရာပြီးသားတဲ့သူတယောက်ကလူစင်းတယောက်လာတဲ့ဘယ်ကိုပို့တယ်ဆိုပြီးအချိန်ကြီးဟိုဖော်ထုတ်နိုင်နေပေါ့နော်ဒါလေးရဲ့အဖေလက်တွေပြောတဲ့ဟာဆိုတော့အဲ့တော့ကျမကဒါကိုဖေပြောတော့ငငယ်တော့ကတိတ်သဘောပေါက်ဘူးဒါပေမဲ့ကြီးလာတဲ့အခါကျမနားလေလာတာကိုနေထိုင်ရဝင်းကျင်အရက်ဒေသအောင်စိတ်ဝင်စားတတ်တာဟာနိုင်ငံသားရဲ့စိတ်ဓာတ်ပဲဘယ်အလွာကလူရန်စားပဲဖြစ်ဖြစ်ကိုထမင်းတော့ကိုရှာစားရတဲ့လူတွေကြီးပဲဒါပေမဲ့ အဲ့လူဆိုတာထမင်းစားဖို့အတွက်ပဲအသက်ရှင်တာမှမဟုတ်တာဆိုတာလေးကိုကျွန်မကဝတ္ထုတပုတ်ပတ်ပြီးတော့သိလဲအဲ့ဒါဘာလဲဆိုလွတ်လပ်ရင်မရခင်16နှစ်လောက်အလိုကဆရာစောကြီးရေးခဲ့တဲ့ပကံစည်းဆိုတဲ့ဝတ္ထုလေးအဲ့ပကံစည်းဆိုတဲ့ဝတ္ထုကဘာတွေရေးဖွဲ့ထားလဲဆိုတော့အဲ့တရုတ်ကုန်တဲ့အချို့နဲ့ပကံသားတွေနဲ့ဟောပေါ့ရန်ဖြစ်တဲ့ဟာကနေစတာပေါ့နော်အဲ့ဒါကအဲ့အချိန်ကြီးကပြောရရင်တရုတ်တွေကကျွန်တော်တို့နိုင်ငံကိုရောင်းဝယ်ဖောက်ကားဝင်ပြီးလုပ်နေပြီနော် ဲ့မှာတဲ့အဲ့ပကံသားတွေရသွားပြီးတော့တရုတ်တွေကိုသွားစားတာပေါ့နော်မင်းတို့ကဟောပေါ့နော်ပျောက်မြောင်ပျောက်မြောင်ဝတ်စားတွေကိုဝတ်တယ်ပေါ့ပြီးတော့ကုံစီလေရင်နဲ့ရောင်းဝယ်ဖောက်ကားတယ်ပေါ့ဟိုဟင်းအစီအနှစ်အစိတ်မျိုးစားတယ်ပေါ့အဲ့လိုတော့ပြောရခါကျတစ်ဖက်ကလည်းပြန်ပြီးတော့မင်းတို့ကလည်းအော်အစီမပါပြားမပါအောင်စားတယ်ပေါ့ပြီးရင်သူများရောင်းတာပဲဝယ်တတ်တယ်ပေါ့ကိုကိုတိုင်ဘာမှမရောင်းနိုင်ဘူးပေါ့အပြန်အလှန်စားများကြတဲ့ခါကျတော့ရံဖြစ်တည်တည်ဖြစ်မယ်လို့ဖြစ်တော့တရုတ်ကုန်သည်တွေက ပါနဲ့တည်းလေဝဲတဲ့ခါမှာရဖြစ်တိချေးဖြစ်ခံမင်းနဲ့အဲရှော့ပြီးသွားတယ်ပေါ့ဒါပေမဲ့အိဇလန်တစင်တစင်တစင်နဲ့ဘေယုံနောက်ကြလဲပေါက်ကြဆိုပကံပြည့်ရှင်မြင့်ရှိပေါက်ကြတော့ပကံပြည့်ရှင်မြင့်ကမခံနိုင်ဘူးအဲသူ့ရဲ့ဟိုပြည်သူတွေကိုအဲဒီလိုတဲ့ရပြူတယ်ဒီလိုမျိုးပြောတယ်ဆိုပြီးတော့သူပညာတိုင်မဲဆိုပြီးတော့အတတယုတ်ဘယင်စီကိုဆေလွတ်ပြီးတော့သူကပညာတိုင်မဲပေါ့နော်ကြိုက်တဲ့ပညာဆန်းဆိုပြီးတော့သူကအရင်ဟိုဘက်ကိုစိန်ခေါ်လိုက်တာပေါ့နော်ပါပါ ပကံပြည့်စင်အဲ့တော့တစ်ဖက်ကနေပြီးတော့ဆိုဟုတ်ပြီးသူဘက်ကစကထာနဟုတ်ပို့မယ်ဆိုပို့လိုက်တယ်အဲ့ဒါပါလဲဆိုတော့မရှိရရှိသူဒီအဘယ်ကဲ့သို့သောသူမျိုးနေတဲ့ရှိရမရှိသူဒီအဘယ်ကဲ့သို့သောသူမျိုးနေတဲ့ဖြစ်စခြင်းခုနှစ်ရက်စကထာကိုမြင်တော့ပကံဒုက္ခမင်းကြီးကကြီးကြတယ်တဲ့ရုပ်တရက်ပြင်းစွာကြီးမောတယ်လို့ပြောတယ်ကလေးထာလေးပေါ့အဲ့တော့တရုတ်ပြည်မှာရောတဲ့ဒီစကထာကိုဘရင်ဆံမီပွဲမှာမြည်တာဘယ်သူမှမဖြစ်နိုင်ကြဘူးတဲ့ မဖြစ်နိုင်ဘူးဒီမှာတော့ခဏရေးပေးမယ်ပေါ့နော်အဲ့တော့ तू ကဒီပြောတဲ့အချိန်မှသာဒီပကံဘက်ကပညာရှိဒုက္ခမင်းကြီးကရှည်ကြတာကလေးထားပေါ့ဒီဒီမေးတဲ့စကထားဆိုဒါပေမဲ့တကယ်တကယ်ကြတော့ तू ကသူ့ဖြေဖို့လို့ခဏရေးဆိုဘယ်ရန်လဲကဲဟုတ်ပြီမင်းတို့တဲ့ရွေတယ်ဆိုရင်ကဲမြမဘက်ကပညာရှိဒုက္ခမင်းကြီးဖြေကြခဏရေးအချိန်ရတယ်ဆိုသူတို့ကပေတော့ဒီအဲ့ဒီစံခံတွေကိုရှာချတယ်တဲ့ဘယ်မှာမှရှာလို့မတွေ့ဘူးမတွေ့လည်းမတွေ့တော့သူက အစည်းဝေးလုပ်တိုင်းမျိုးဘီရင်မမြတ်ကိုရှောက်တယ်တဲ့ကျန်းကန်နဲ့ညင်ညွတ်တဲ့စာလည်းမဟုတ်ဘူးဘယ်ကျန်းကန်မှာမှလည်းမပါဘူးနောက်ပြီးတော့အဲရှေ့ဟိုရှေ့အဆက်ဆက်ကလည်းစိုးထားတာမရှိဘူးအဲ့အတွက်ဒိတ်ပင်မရှိတဲ့ဟောပေါ့နော်ဟိုစကထားဖြစ်တဲ့အတွက်ခလေးစကထားဖြစ်တဲ့အတွက်သူတို့ပညာရှိညံနေမမီဘူးပေါ့နော်အဲမဖြေနိုင်ဘူးဆိုပြီးတော့ဒီလိုပြန်အကြောင်းပြန်မယ်ဆိုတော့ဟင်ဘီရင်ပကံဘီရင်ဒုက္ခရောက်ပြီလေ तू ကအရင်လဲသွားပြီးတော့ ပြောထားသေးတယ်။ပြီးတော့သူကသူ့ဘက်ကလူတွေကမဖြေပါဘူးဆိုတော့ကဲမဖြေဘူးဒါဆိုရင်တော့ဒီပကံစေးတစ်ခုလုံးမှာကျညာမိုင်းမောက်ခက်ဒီစကထားကိုဖြေနိုင်တဲ့လူဖြေပါဆိုတော့နောက်ဆုံးကြတော့အဲ့မှာမြင်းလဲသမားတယောက်အဲ့လိုပေါ့အမြင်နဲ့အားရင်စဖတ်နေမြင်းလဲသမားတယောက်ကနေပြီးတော့ဒီစကထားကိုဝင်ဖြေတယ်တဲ့ဖြေတဲ့အခါကျတော့အဲဟိုတရုတ်ပညာရှင်တွေဘက်ကနေပြီးတော့သူ့ရဲ့အဖြေကိုသဘောကျတယ်တဲ့သူကတော့အဲပေတုတ်တွေကျန်းခံနေဘာလို့မှမတောင်းပါဘူးတဲ့မတောင်းမင်းနဲ့ ဟိုပေါ့ဒီဟာကိုဖြေဖို့ဆိုပြီးတော့ तू อ่ะအဲဟို300ပဲတောင်းနေတယ်ဘဘူးဆရာရဲ့ပကြီးဆရာရဲ့အဲနောက်ပြီးတော့ဟောဟိုပေါ့ပဒိန်ဆရာရဲ့3ခုတောင်းနေတောင်းပြီး तू อ่ะဟိုဘက်ဒီဘက်ပေါ့နော်တဲနှစ်ခုကိုစပြီးတော့အဲ့မှာသူ့စကထားကိုဖြေဖို့အတွက် तू อ่ะပုံနေဆွဲရတယ်ပေါ့နော်ဟိုဒါကအကျေပြောရင်ကျေသွားမှာစိုးလို့အဲ့တော့ဘလူမျိုးတွေ ဒီကရှိရမရှိသူရှိမရှိရရှိသူဆိုတာကိုသူပြောမယ်ဆိုရင်အဲ့ပေတုတ်ကိုဖြေဖို့အတွက်လက်သမားဆရာကိုပဲတောင်းပြီးလွတ်တော်အနီးမှာတဲအိတလုံးဆောက်တယ်တဲ့အဲ့တော့ဘပုလေးရိုင်နဲ့ဖြေပြရကတေယုတ်တမန်တမန်နဲ့အန်အောဂျနက်တစ်အဖြေကိုရတော့ပကံပြည့်ရှင်ကိုလက်ဆောင်နေဆက်တယ်တဲ့ဆက်တဲ့ခါကျတော့အဲဒီတေယုတ်ကုန်တဲ့ဘက်ကနေပြီးတော့မင်းဒီစကားထားစာပေကျမ်းကမှလည်းပါဘူးမင်းဖေကနေဒီဟာရလဲဆိုတော့ ဒီမြင်းလက်သမားဖြစ်တယ်တဲ့အခြားမဟုတ်တန်မတ်နေ့စဉ်ဖြတ်သွားရပကံစည်းပဲဖြစ်တယ်တဲ့လက်သမားကပကံပြည့်အခြေအနေကိုစူးစမ်းလေ့လာနေသူဖြစ်တဲ့အတွက်ဒီစကထားကိုဖြစ်နိုင်တာတဲ့အဲ့တော့သူ့ကိုချင်းမြောင်စားမဲ့တရုတ်ပြည်ကိုလိုက်ခဲ့ပါလို့ခေါ်တဲ့အခါကျလူလင်မျိုးကပကံပြည်ကိုပဲမျက်နှိုးတယ်တဲ့ပကံသားတွေရဲ့အရေးကိစ္စကပကံပြည့်အရေးကိစ္စကပကံသားတွေရဲ့အရေးကိစ္စဖြစ်လို့သာသူကဝင်ဖြေပေးတာမလိုက်လို့ဘူးတဲ့အဲ့တော့တရုတ်ဘင်းဆက်မွေးမှာဒီစကထားဖဲဖြစ်နိုင်မလဲသူတို့နိုင်ငံမှာ ီပကံပြည်မှာလူလူရန်စားကဟမှုရဲ့ဆင်းရဲမွဲတေမှုတွေဝင်မင်းတွေရဲ့အကျင့်ပြက်ချစားမှုတွေများမနေတာဖြစ်တဲ့အတွက်မဖြစ်နိုင်ဘူးလို့ကျမကတော့ဒီဝတ္ထုကိုဖတ်ပြီးတော့ကောက်ချက်ဆွဲမိတာပေါ့နော်အဲ့တော့အဲ့ဒါရဲ့အနှစ်ချုပ်ကတော့သူကဉာဏ်ပညာနဲ့စာနာတရားမရှိသူတွေက ပြည်သူတွေအပေါ်မှာအမျက်ထုတ်ပြီးတော့စည်းစိမ်ဥစ္စာပြည့်စုံစွာ ရှိနေတဲ့သူတွေတဲ့အဲ့ဒါက မရှိွေရှိတော်သူတဲ့ရဲရဲစိတ်စာနာစိတ်နဲ့ဉာဏ်ပညာရှိပြီးပြည်သူအကျိုးတဲ့ဖို့လူတွေကတဲ့ဖို့လူတွေကကြတော့ပြည့်စုံချမ်းသာခြင်းမရှိကြတဲ့သူတွေတဲ့ရှိပြီးမရှိရဲ့သူပေါ့နော်ဒါသူဖြေခဲ့တာပေါ့အဲ့တော့ကျမတို့နေထိုင်ရာဝင်းကျင်ဒေသနိုင်ငံပေါ့နော်ဒီအကြောင်းအရာတွေအကုန်လုံးကိုကျမတို့ကဟိုစိတ်မဝင်စားလို့မရဘူးပေါ့နော်ဟိုစိုက်ကားပဲနင်းနင်း လဲပဲမောင်းမောင်းဒုက္ခမိန်လုတ်ပြီးပေတုတ်ပဲကန်ကန်ရောင်းဝယ်ဖောက်ကစီးပွားပဲရှာရှာလူဆိုတာသမင်းစားဖို့အတွက်ချက်တည်နေကြတာမှမဟုတ်တာနော်ကိုသမင်းနဲ့ကိုရှာစားရသလိုကိုရှာထားတဲ့သမင်းတလုတ်ပေါ်မှာလည်းဘူကြဆိုးမှုခံဖို့မခံဖို့အတွက်ဆိုရင်ကိုသမင်းကိုရှာစားအောင်နေတယ်မလုံလောက်ဘူးကျမတို့မှာကာခွေနိုင်ညံကာခွေပြောဆိုနိုင်တဲ့ တတ်တည်လဲရှိဖို့တော့လိုတယ်။ဘာလို့လဲဆိုတော့ကျမတို့က27ရာစုရဲ့အစဉ်မြင်လူသားတွေလေ။ဒါကဒီတစ်ပတ်ကျမပြောချင်တဲ့အစဉ်မြင်လူသားတွေဖြစ်ပါတယ်။အပတ်စဉ်ဆောင်မျိုးကြည့်ရှုနာထောင်ပေးနေတဲ့ YouTube ပရိသတ်တွေကိုစာဖတ်သူတွေကိုနားဆာလာထောင်တဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ကျမဘက်ကလည်းစူးစမ်းပြီးတော့အပတ်စဉ်တင်ဆက်သွားပါမယ်။ကျမရဲ့ YouTube channel လေးကို like and share and subscribe လုပ်ပြီးချစ်အပေးချပါအောင်လို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။